မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ February 19ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ်စခန်းသိမ်းတိုက်ပွဲသတင်းကတော့မန္တလေးတိုင်းတောင်သာမြို့နယ်ထနောင်းကုန်းပြူစောတိရွာကိုဝင်ရောက်တိုက်ခတ်ရာစစ်ကောင်စီတပ်သားအလောင်းနှလောင်းနဲ့တနက်သုံးလက်ကိုတင်းစီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့ဖေဖော်ဝါရီလ19ရက်နေ့မနက်9:45မိနစ်ခန့်အချိန်မှာတောင်သာမြို့နယ်ထနောင်းကုန်းပြူစောတိကျေးရွာကိုတော်လိုင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခတ်ခဲ့ပြီးတော့ထိတွေ့တိုက်ပွဲတနအီခွဲခံကြာမြင့်ခဲ့တယ်လို့သိရပါတယ်အကြမ်းဖက်စစ်တပ်ကဘန်ကာများကိုလည်းတိုက်ပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားအလောင်းနှလောင်းကိုလည်းတင်းစီရရှိခဲ့ပြီးတော့အကြမ်းဖက်စစ်တပ်က MI-35 လေယာဉ်နဲ့မိနစ်30ခန့်လေကြောင်းပစ်ကူပေးပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစစ်တပ်ရဲ့ဗန်ဂါများအတွင်းကနေပြီးတော့ကာဘိုင်နှစ်လက် KIA ထုတ် KA တလက် .22 လက်လုံအတူနှစ်လက် MG1 လက်ပြဘုံတစ်လုံး၊ကာဗိုင်ဂျီဘောက်အပုတ်၄ခု၊ကာဗိုင်ဂျီ105000 .22G 8000စစ်အုပ်ထုတ်နှလုံး၊ဖုန်း၃လုံး၊အင်ဗာတာအသေးတစ်လုံး၊ပတ်စံ15200ချက်နဲ့တနက်ပြပြိုင်ပွဲဝင်စုတစိတ်6ခုတို့ကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA အနောက်မြောက်စစ်တီသာ MS 815တပ်ဖွဲ့အထူးတပ်ဖွဲ့ရဲကောင်ပျောက်ကြားတပ်ဖွဲ့တို့ကထုံနှုတ်အင်အားနဲ့နပါတာ904 local တပ်ပေါင်းစုတပ်ရင်းကထုံနှုတ်အင်အားများပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရစေခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းပောက်ခေါင်းမြို့နယ်မှာစစ်တပ်အတွက်စာနေရိတ်ခါနဲ့ခဲယမ်းများပို့ဆောင်ပေးနေတဲ့စစ်ကားနှစ်စီးကိုကြားဖြတ်တိုက်ခတ်ရာစစ်သား၉ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဖေဖော်ဝါရီလ၁၈ရက်နေ့ညနေ9:40မိနစ်အချိန်ဘကိုးတိုင်းပြည်ခရိုင်ပောက်ခေါင်းမြို့နယ်ပြည်ပေါင်းတလဲကြားတောင်စင်းဝဂွေအနီစစ်တပ်ရဲ့စားနဲ့ရိတ်ခါနဲ့ခဲယံပို့ဆောင်ပေးနေတဲ့ကားနှက်စီးကိုကြားဖြတ်တိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးတိုက်ခတ်မှုကြောင့်စစ်သား၉ဦးပွဲချင်းပြီးတိတ်ဆုံသွားတယ်လို့သိရပါတယ်။အဲ့ဒီစစ်ကားနှက်စီးဟာ ပေါခေါင်းမြို့မှာရှိတဲ့စစ်တပ်ဂိတ်စခန်းများကိုစားနေရိတ်ခါနဲ့ခဲယမ်းများပို့ဆောင်ပေးနေတဲ့စစ်ကားများဖြစ်တယ်လို့သိရပါဗျ။စစ်ကားနက်စီးကိုကြားဖြတ်တိုက်ခတ်ခဲ့တဲ့တိုက်ပွဲဟာပြင်းထန်ခဲ့ပြီးတော့စစ်ကားပေါ်မှာတင်ဆောင်လာတဲ့စီပေပါများပောက်ကွဲမီးလောင်ခဲ့တယ်လို့သိရပါဗျ။ဒါအပြင်တင်ဆောင်လာတဲ့လက်ပစ်ဗုံးများကြီးစံတဲ့အခြား40မမဗုံးဒီများဟာလည်းပောက်ကွဲမှုကြောင့်စစ်ကားတွေရဲ့အနားကိုကတ်လို့မရဘဲဖြစ်ခဲ့တယ်လို့သိရပါဗျ။လက်နက်များဟာမီးလောင်နေတဲ့အတွက်တင်းစီမရနိုင်ခဲ့ပဲမီးမလောင်တဲ့လက်ပစ်ဗုံးနဲ့ကြီးစံတချို့သာတင်းစီနိုင်ခဲ့တယ်လို့သိရပါဗျ။ PDF တပ်များအနေနဲ့စစ်ရဲအရှင်ဟုန်မြင့်နေနေပြီဖြစ်တဲ့ ဲ့အတွက်ကြောင့်ပြည်သူများအနေနဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုရိတ်ခါပစ္စည်းများပို့ဆောင်ခြင်းဆိုင်ကယ်ကားများငှားရမ်းခြင်းကုန်ပစ္စည်းများကိုတင်ဆောင်ပေးခြင်းမပြုလုပ်ကြရန်အကြံပြုပြုလုပ်ပါကတစုံတရာပြဿနာဖြစ်ပေါ်လာပါကပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအနေနဲ့တာဝန်ယူဖြေရှင်းသွားမှာမဟုတ်ဘူးလို့အတိပေးကြေညာထားကြောင်းတင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပေါ့မြို့နယ်ကာကွယ်ပစ္စည်းထုတ်ဆက်ရုံကပ္ပစ24အနီးမှာမိုင်းဖြုတ်ယူထားတဲ့စစ်သားနှစ်ဦးကိုအဝေးထိန်းမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ရာဒုတက်ကျအောင်ဆောင်မြင့်တိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ15ရက်နေ့မနက်9:00ခန်းကပေါ့မြို့နယ်ကပ္ပစ24အနီးမှာရှိတဲ့ လင်းယုံဂိတ်အနောက်ဘက်ခွဲဦးတောင်လမ်းမှာတော်လိုင်းတပ်ဖွဲ့ဝင်များကထောင်ထားတဲ့မိုင်းကိုလာရောက်ဖြုတ်ယူတဲ့စစ်ကောင်စီတပ်ကဒုတက်ချက်အောင်စုံမြင့်နဲ့စစ်သားတို့ကမိုင်းကိုဖြုတ်ယူပြီးတော့တဲဆောင်သွားတဲ့အချိန်မှာအဝေးထိန်ခလုတ်နဲ့ဖောက်ခွဲတက်ခိုက်လိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။ထောင်ထားတဲ့မိုင်းကိုလာဖြုတ်ယူတာမိုင်းကိုကောက်ယူတဲ့အချိန်မှာမိုင်းကိုခွဲလိုက်တာဒုတက်ချက်အောင်စုံမြင့်အလောင်းကတော့ဒစစီဖြစ်သွားတယ်။ကျန်တဲ့တကောင်လည်းအပြင်းထန်ဒဏ်ရာရသွားတယ်လို့စိတ်ဖြူတကိုယ်တော်ကြားစိုးကသတင်းနဲ့ပြန်ကြားရေးဌာနကပြောကြားထားပါတယ်။အဲ့ဒီတက်ခတ်မှုကိုစိတ်ဖြူတကိုယ်တော်ကြားစိုးနဲ့ပေါင်မျိုးနဲ့ဇုံတက်ပကဖတို့ကပူးပေါင်းကတက်ခတ်ခဲ့ခြင်းဖြစ် ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းချောင်းမြို့နယ်အတွင်းမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ခင်မုံများပလဲအထိုင်စခန်းကို60မမလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ရာအကြမ်းဖက်စစ်သား2ဦးသေဆုံးပြီး9ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဖေဖော်ဝါရီလ16ရက်နေ့ညနေ4:00အချိန်မှာ Snipe Rangers Post Local PDF က60မမ3လုံးကိုအုံပြစ်ပြီးတော့ တိခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၎င်းတိုက်ခိုက်မှုကြောင့်အကြမ်းဖက်စစ်သား9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကအဲ့ဒီဒဏ်ရာရရှိသူတွေက2ဦးသေဆုံးသွားတယ်လို့သိရပါတယ်ခင်မုံများပလဲက PDF တွေကိုအလင်းဝင်ဖို့ဖိတ်ခေါ်တာမျိုးရှိတယ်လို့လက်ရှိပေါ်တာဆွဲနေတဲ့စစ်ခွေးအထိုင်စခန်းတစ်ခုလည်းဖြစ်ပါတယ်စစ်ခွေးတွေဘက်ကလက်နက်ကြီးနဲ့ဒဏ္ဍာဆက်ပြန်ပစ်တာရှိပါတယ်လို့ Snipe Rangers Force Local PDF ရဲ့တာဝန်ခံ Slime ထပ်ပိုင်ဖြိုးရဲဘော် Slime ကပြောကြားထားပါတယ်၎င်းတိုက်ခိုက်မှုကို Snipe Rangers Force Local PDF PGC နဲ့ရကြေးပကပများကပူးရဲလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ရဲဘော်များအထိကဲမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။ Snipe Rangers Force Local PDF အနေနဲ့လက်နက်ငယ်မောင်းပြနှစ်လက်အရေးပေါ်ဝယ်ယူဖြည့်တင်းနိုင်ရန်အတွက်ထောက်ပံ့မှုများလိုအပ်လျက်ရှိရာဆက်သွယ်ပြီးတော့ထောက်ပံ့လိုပါက Telegram Plus 666 28701039ကိုဆက်သွယ်ပြီးတော့ထောက်ပံ့ပေးနိုင်ပါတယ်လို့ Snipe Rangers Post Local PDF ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းလောင်းလုံးမြို့နယ်စခန်းကြီးရွာကိုအကြမ်းဖက်ဆက်တက်ကလက်နက်ကြီးနဲ့အကြောင်းမဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဖေဖော်ဝါရီလ16ရက်နေ့ညပိုင်းမှာလောင်းလုံးမြို့နယ်စခန်းကြီးရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်တပ်ရဲ့လက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့်ပြည်သူများထိခိုက်မှုမရှိတော့လဲကြေးရွာအတင်းကပြည်သူများဟာထွက်ပြေးတင်းရှောင်နေရတယ်လို့သိရပါဗျ။မနေ့ကညပိုင်းကလက်နက်ကြီးနှလုံးနဲ့စခန်းကြီးရွာဘက်ကိုလာကြတယ်။ဘယ်ကနေပစ်လိုက်မှန်းတော့မသိဘူး။အဲ့ဒီစခန်းကြီးရွာဘက်မှာကကြောက်လို့ရှောင်နေတဲ့သူတွေလည်းရှိတယ်။ရွာလုံးကျွတ်တော့မဟုတ်ပါဘူး။တချို့လဲရွာထဲမှာနေနေကြတဲ့သူတွေလည်းရှိပါတယ်။ ပြည်သူတွေထိခိုက်မှုတော့မရှိဘူးလို့လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကပြောပြထားပါတယ်အလားတူပဲပဲခူးတိုင်းဂျိုးပင်ကောင်းမြို့နယ်ဘော်ပင်ဆဲမှာအကြမ်းဖက်စစ်တပ်ကထောင်ထားတဲ့မိုင်းနှိမ့်ပြီးတော့ဆယ်ဝန်တန်းကိုမျိုးကြီး၆လောက်ပြတ်သွားပြီးတော့ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းဒေသခံပြည်သူများကပြောပြထားပါတယ်ဖေဖော်ဝါရီလ၁၉ရက်နေ့မနက်၁၀နာရီကမှဂျိုးပင်ကောင်းမြို့နယ်ဘော်ပင်ဆဲအမှတ်၁မှာရှိတဲ့ဂျိုးပင်ကောင်းမြို့အတွင်းရေကန်များကိုရေဖြစ်ရန်အတွက် ဘောဘယ်ဆယ်အမှတ်တကိုရေလွတ်ပေးရန်တွားရောက်တဲ့အချိန်မှာတစ်လုံးဆောင်အပေါက်ဝမှာဆယ်ဝန်တန်းကိုမျိုးကြီးကအကြမ်းမဲ့စစ်တပ်ကထောင်ထားတဲ့မိုင်းကိုနင်းမိခဲ့တယ်လို့သိရပါဗျ။အကြမ်းမဲ့စစ်တပ်ကထောင်ထားတဲ့မိုင်းကိုနင်းမိပြီးဆယ်ဝန်တန်းကိုမျိုးကြီးဟာခြေထောက်နဲ့ခန္ဓာကိုယ်အစိပ်ပိုင်းတွေပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးတော့ခြေထောက်ပြတ်သွားကခန္ဓာကိုယ်အစိပ်ပိုင်းတွေဟာလည်းအယိုးများကျိုးထွက်သွားတယ်လို့သိရပါဗျ။လက်ရှိအချိန်မှာကိုမျိုးကြီးကိုရွှေရောင်ဆေးရုံကိုပို့ဆောင်ထားတယ်လို့သိရပါဗျ။အကြမ်းမဲ့စစ်တပ်ကထောင်ထားတဲ့နင်းမိုင်းကိုနင်းမိပြီး ်စေဝန်တန်းကိုမျိုးကြီး6နောက်နဲ့ခန္ဓာကိုယ်အစိပ်ပိုင်းတွေပြင်းထန်ဒဏ်ရာရရှိက6နောက်တွေပြတ်ထွက်သွားတယ်လို့သိရတယ်ခန္ဓာကိုယ်အစိပ်ပိုင်းတွေကလည်းအသားတွေအရိုးတွေပြတ်ကြကုန်တယ်အခုလူနာတင်ကားနဲ့ရွှေတောင်စည်းရုံကိုပို့ထားတယ်လို့သိရတယ်လို့ဒေသခံပြည်သူတို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စစ်ကောင်စီအခြေစိုက်ရာနေပြည်တော်စစ်ကောင်စီနယ်မြေအတွင်းမှာစစ်မှုထမ်းရန်လူအင်အားစစ်သားတဲ့စုဆောင်းမှုများအချိန်ဟုန်မြင့်တင်ပြီးတော့လှုပ်ဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နေပြည်တော်နယ်မြေအတွင်းအခြေစိုက်တဲ့စစ်ကောင်စီနဲ့အကျိုးတူပူးပေါင်းပြီးတော့ဆောင်ရွက်နေတဲ့လုပ်ငန်းစုများ၊ကုမ္ပဏီများကဝန်ထမ်းများရဲ့သကောင်စီရင်များမှတ်တမ်းများကို စစ်ကောင်စီနဲ့ရက်ကွက်အုပ်ချုပ်ရေးမှုရုံးများမှာရှိနေတဲ့အတွက်အဲ့ဒီအချက်လက်များကနေတဆင်လာစဉ်စစ်မှုတန်းစစ်ခေါ်စာများကိုကုမ္ပဏီများကိုပေးပို့နေတယ်လို့အမည်မဖော်လို့လေကုမ္ပဏီတစ်ခုကဝန်ထမ်းတူကပြန်လည်ပြောပြထားပါတယ်မခေါ်ဖို့အတွက်ရက်ကွက်အုပ်ချုပ်ရေးမှုရုံးနဲ့ဆိုင်ရာတွေကိုလည်းလာစဉ်ပတ်စံနေပေးထားရပါတယ်ဒီကြားထဲမှာစစ်ခေါ်စာတွေရောက်လာပြီဆိုရင်လည်းပတ်စံနဲ့လိုက်ရှင်းရတယ်အဲ့လိုရှင်းလို့မရဘူးဆိုရင်လည်းလူစားထုတ်ဖို့အတွက်ငွေပေးရတယ်လို့ကုမ္ပဏီတစ်ခုကဝန်ထမ်းတူကပြောပြထားပါတယ်အလားတူပဲကုမ္ပဏီကိုစစ်ခေါ်စာပေးပို့ခြင်းမဟုတ်ဘဲနဲ့နေအိမ်များကိုစစ်ခေါ်စာများ ရောက်ရှိလာပါကလည်းအဲ့ဒီဝန်ထမ်းအတွက်ကုမ္ပဏီကလိုက်လံဖြည့်ရှင်းပေးခြင်းငွေပေးခြင်းများကိုလည်းပြုလုပ်နေရတယ်လို့ပြောဆိုထားပါတယ်။အလားတူပဲနေပြည်တော်ကောင်စီရဲ့မြို့နယ်ရှိခုတွေကတက်မြို့လို့ခေါ်ဆိုတဲ့ဇေယာသီရိမြို့နယ်ကလွဲပြီးတော့ကျန်တဲ့မြို့နယ်များမှာနေ့စဉ်သကောင်စင်းများစစ်ဆေးခြင်းဖမ်းဆီးခေါ်ဆောင်ခြင်းများကိုပြုလုပ်နေတယ်လို့ဒေသခံများကပြောပြထားပါတယ်။မြောက်နှုတ်ကုန်းရွာမှာအိမ်ထဲကိုစစ်ကားနဲ့လာပြီးတော့ညဘက်ကြီးဖမ်းခေါ်သွားတာပြောတာကတော့ရက်ွက်လူကြီးမကောင်းလို့လို့တော့ပြောတာပဲအိမ်မှာလူသစ်ရှိရင်အိမ်လေးဝိုင်းလေးဝယ်ပြီးတော့လာနေတဲ့သူရှိရင်လဲဘယ်လမ်းထဲမှာ ဘဲအိမ်မှာဘသူရှိတယ်ဆိုပြီးတော့သူကထည့်ပေးလိုက်တယ်ပြေးမနာနဲ့ကက်ရက်ပဲရေစင်းတို့ဘာလို့ဘတ်မှာဆိုရင်လေညဘက်ရွာတွေတဲကိုစစ်ကားတွေနဲ့ဝင်လာပြီးတော့ဆွဲတယ်အိမ်နေတဲ့အထိကိုဝင်ခေါ်သွားတာလို့ ပြင်မနာမျိုးကတူကလည်းတိုင်ကြားထားပါတယ်အလားတူပဲပြင်မနာမျိုးရက်ွက်များနဲ့ကြေးရွာများမှာစစ်မှုထမ်းရန်မဲနိုင်ရွေးချယ်မှုများကိုဇက်တိုက်ပြုလုပ်နေကြောင်း၎င်းကပြောပြထားပါတယ်အလားတူပဲလေဝဲမျိုးကဒေသခံတူကလည်းရက်ွက်များမှာညအချိန်မှာလမ်းများအတွင်စစ်ကားများနဲ့ဝင်ရောက်ပြီးတော့အပြာရောင်ယူနီဖောင်းများဝတ်ဆင်ထားတဲ့စစ်မှုထမ်းအင်အားစုဆောင်ရေးအဖွဲ့များလို့ယူဆရသူများဟာ ရက်ွက်အုပ်ချုပ်ရင်းမှုတွေနဲ့စစ်ကောင်စီတပ်သားများပူးပေါင်းပြီးတော့သံကောင်းချင်းစစ်ဆေးခြင်းများကိုပြုလုပ်နေတဲ့အတွက်နေတိုင်းလိုလိုထိတ်လန့်နေရတယ်လို့ပြောဆိုထားပါတယ်။နေနေညညနေနေရတာစိတ်မလုံးကြုံပါဘူးဗျာ။ညဘက်ဆိုရင်လည်းရက်ွက်ထဲလမ်းထဲကိုသံကောင်းချင်းလာစစ်ပြီးဆိုရင်ဘယ်နဲ့ကိုယ့်လက်ရောက်မလဲဆိုပြီးတော့ကြောက်နေရတယ်။အသက်ကတော့စစ်မှုထမ်းရမယ်အသက်ထက်နည်းနည်းကျော်နေပါပြီ။ဒါပေမဲ့လည်းအခုချိန်မှာသူတို့ကအသက်တွေဘာတွေလဲကြည့်တာမဟုတ်ဘူးလို့ပြောကြားထားပါတယ်။နေပြည်တော်ဇဗူတိရီမြို့နယ်အတွင်းမှာလည်းသံကောင်းချင်းစစ်ဆေးခြင်းကိုတင်းတင်းကြပ်ကြပ်လှုပ်ဆောင်လျက်ရှိပြီးတော့ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာရွှေကြပင်ရက်ွက်မှာ ကျောင်းပို့သွားတဲ့သူကိုလမ်းမှာဖမ်းဆီးခေါ်ဆောင်သွားခြင်းတွေလည်းရှိခဲ့ကြောင်းဒေသခံများကတိုင်ကြားထားပါတယ်။လမ်းပေါ်တွေမှာဆွဲတာတွေလည်းရှိတယ်။ညဘက်တွေမှာဆိုရင်လည်းအစင်းစစ်တာတွေကတော့ကျန်းတယ်။ point ကားတွေနဲ့ဆိုင်ကယ်တွေအများကြီးလာပြီးတော့စစ်သားတွေရောရဲတွေရောပဲလူတွေအကုန်ထုတ်ပြရတယ်။အစင်းဆိုရင်လည်းရက်ကြော်တာတို့ဘာလို့ဆိုရင်မရဘူးလို့နေပြည်တော်စပူတီတီမြို့နယ်ကဒေသခံပြည်သူတို့ကပြောပြထားပါတယ်။စစ်ကောင်စီဟာပြီးခဲ့တဲ့2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့ကပြည်သူ့စစ်မှုထမ်းဥပဒေကိုအသက်သွင်းကအကောင့်ထဲပေါ်ဆောင်ရွက်ခဲ့တဲ့နောက်အခုခါ စစ်မှုတန်းတင်တန်းအပတ်စဉ်10ကိုရောက်ရှိလာပြီဖြစ်တယ်လို့သိရပါဗျ။စစ်ကောင်စီဟာအခု2025ခုနှစ်နှစ်စမ်းပိုင်းကစတင်ပြီးတော့နိုင်ငံအဝမ်းမှာ၎င်းတို့စုံမထားရမြို့နယ်များမှာစစ်မှုတန်းအင်အားစုဆောင်မှုကိုရခိုင်နဲ့ထက်ပုံမှုပြီးတော့အချိန်ဟုန်မြင့်တင်ပြီးတော့လှုပ်ဆောင်နေခြင်းဖြစ်တယ်လို့သိရပါဗျ။ပြည်သူစစ်မှုတန်းဥပဒေအသက်သွင်းခဲ့တဲ့2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့ကစတင်ကဒီဇင်ဘာလ31ရက်နေ့အထိကိုအရက်သားပြည်သူ1852ဦးဖမ်းဆီးခံရပြီးဖြစ်ကြောင်း စစ်ကောင်စီကျူးလွန်တဲ့စစ်ရာဇဝတ်မှုများကိုစောင့်ကြည့်မှတ်တမ်းတင်နေတဲ့သုတေသနအဖွဲ့ဖြစ်တဲ့ Spring Revolution Database SRD ကပြီးခဲ့တဲ့ဇန်နဝါရီလ16ရက်နေ့ကထုတ်ပြန်ထားပါတယ်။အဲ့ဒီဖမ်းဆီးခံရတဲ့လူတွေက1680ဦးဟာနေကင်းဘတ်အချိန်တွေမှာဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီးတော့1082ဦးဟာညအချိန်တွေမှာဖမ်းဆီးခံရခြင်းဖြစ်ကြောင်းသိရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ